နေ့ပြန်လေးကြိုဆိုပါရစေကျွန်တော်မနေ့ကအစီအစဉ်မှာဒီမျက်စိနည်းနည်းနားနေတာရှိတဲ့အတွက်မျက်မှန်နေကမျက်မှန်တစ်ခုတက်ခဲ့ရပါတော့အဲ့ဒါကဒီကျွန်တော်ရေမိဘပြည်သူတွေကျွန်တော်ပြည်သက်တွေကြီးရတာအဆင်မပြေဖြစ်သွားတဲ့အတွက်တာကြီးကိုတော့ကျွန်တော်ဖယ်လိုက်ပါတယ်ဒါပေမဲ့ဒီမျက်နာက အဆင်မပြေဖြစ်နေသေးတာဖြစ်တဲ့အတွက်အခုဒီနေ့ရဲ့တည်င်းလေးကိုတော့ကျွန်တော်နည်းနည်းလေးဝါခွင့်ပြုပါအကြည့်ရတာအဆင်မပြေဖြစ်သွားမှာဆိုတဲ့အတွက်ပါဒါလေးကိုတော့အရင်ဆုံးကြိုပြီးတော့မေတ္တာရက်ခံထားပါရစေကျွန်တော်ရဲ့အစီအစဉ်လေးကိုပြန်ဆက်ရရင်တော့ရခိုင်လက်နက်ကိုင်းတပုံအေအေထိန်းချုပ်ထားတဲ့ရခိုင်မြင်းနယ်တောင်ပိုင်းအေရဝတီတိုင်းနဲ့အဆက်မှာရှိနေတဲ့ဂွားမြို့အနီးကပတ်ဝန်းကျင်ဒေသတွေကိုတမလို့ကစစ်ကြောင်းထိုးစစ်ဆင်ရေးဆောင်ရွက်နေပြီဖြစ်ပါတယ်ဒီဂွားနဲ့ဗိုလ်မိပတ်ဝန်းကျင်ဆိုတာကရခိုင်လက်နက်ကိုင်းတပုံအေအေက ပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ AR တိုင်းနဲ့အထိကိုကျော်လွန်ပြီးတော့စီးပေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ဒီရခိုင်လက်နက်ကန်တပုံ AA ဂွားမျိုးကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာ29ရက်နေ့ကနေတွက်မယ်ဆိုရင်ရပ်ပေါင်း329ရက်ကြာမြင့်သွားပြီဖြစ်ပါတယ်။ရပ်ပေါင်း329ရက်နေ့ကအခုပြီးခဲ့တဲ့နိုဝင်ဘာ20ရက်နေ့ကဖြစ်ပါတယ်။ ရပောင်300ကျော်အတွင်းရခိုင်လက်နက်ကိုင်းသဘောအေးထိန်းချုပ်ထားတဲ့ရခိုင်မြင်းနယ်တောင်ပိုင်းဒေသကိုတမတော်ကစတင်စီးပေါ်ဆောင်နေတာဖြစ်ပါတယ်။ဒီနေ့နိုဝင်ဘာ25ရက်နေ့ထိဒီမကြီးစင်ဘောမီတဝိုင်းမှာတိုက်ပွဲတွေဖြစ်ပေါ်နေပါတယ်။တာပေါင်းတာပေါင်းလေးကနေဘောမီကိုသွားတဲ့လမ်းပိုင်းမှာတိုက်ပွဲတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။လက်ရှိချိန်မှာလည်းတမတော်ရေကရေရင်အုပ်စုကဒီ ग् ွားဘက်ကပင်လယ်ပြင်မှာရေရင်အုပ်စုနဲ့နေရာယူထားပြီးတော့ အကြမ်းဖက်သမားတွေစုဖွဲ့နေတယ်လို့ယူဆရတဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်ရှင်းလင်းတာတွေပြုလုပ်နေရရှိပါတယ်။တကယ်တော့ရခိုင်လက်နက်ကင်တပေါ်အေအေကရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်တွေအားလုံးကသာမကချင်းပြည်နယ်ထဲမှာရှိနေတဲ့ဘလောက်ဝမြို့ကိုလည်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ AR တိုင်းထဲမှာရှိနေတဲ့ရွှေတောင်ရံငွေတောင်ရံနဲ့ချောင်းသာကနေမော်တင်စုံအထိကိုတိုက်ခိုက်သိမ်းပိုက်ဖို့ကံယူရန်ကြီးတစ်ခုလုံးကိုအပိုင်စီးဖို့အတွက် ရီမန်ချက်ရှိရှိရီမန်ချက်ကြီးရှိနေပောင်ရွက်ခဲ့တာဖြစ်ပါတယ်။ရခိုင်ပြည်နယ်တောင်ပိုင်းအပြားမှာရှိနေတဲ့ဂွားမျိုးကိုတိုက်ခိုက်ပြီးတဲ့နောက်အဲဒီအောက်ပိုင်းမှာရှိနေတဲ့ဒီမကြီးစင်မကြီးစင်ကနေတဆင့်ဗောမိရွာတွေအထိကိုလာရောက်တိုက်ခိုက်ခဲ့ပါတယ်။ရခိုင်လက်နက်ကိုင်သဘုံအေအေကဒီသူတို့စစ်ရေးအရာအောင်မြင်မှုရရှိနေတဲ့အချိန်ဂွားမျိုးကိုတိုက်ခိုက်ပြီးတဲ့အချိန်မှာတော့ဒီရခိုင်လူမျိုးကြီးအစွမ်းရောက်တွေ ပြီးခဲ့တဲ့ဒီလာအနေငယ်ကမှတည်သွားတဲ့ရခိုင်လူမျိုးရေးအစွမ်းရကအဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုရင်ရခိုင်ပြည်နယ်ရဲ့ပိုင်နယ်ကမော်တင်ဇွန်းအထိပါတယ်ဆိုပြီးတော့ social media platform ကနေရေးသားခဲ့တာတွေလည်းရှိသလိုရခိုင်လူမျိုးရေးအစွမ်းရောက်တွေတော်တော်များများကလည်းအဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုရင်ရခိုင်ကမ်းရိုးတန်းတစ်ခုလုံးသာမက AR ကမ်းရိုးတန်းအထိပါတင်ပိုက်ရမယ်ဆိုပြီးတော့ဂျိုးတကြွကြွဖြစ်ခဲ့ပါတယ် အဲ့ဒီအတွက်ပဲရခိုင်လက်နက်ကင်တပုံ AA ကစစ်ကြုံလာခဲ့ပြီးတဲ့နောက် AR တိုင်းရွှေတောင်ရံငွေတောင်ရံမှာရှိနေတဲ့မန်ဂိမ်းတွေထိကိုလဝကြီးအုပ်ဖို့ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ရခိုင်လက်နက်ကင်တပုံ AA စီရေးဖော်ဆောင်ခဲ့တဲ့စစ်ရေးအစီအမံကိုပြန်ကြည့်ရင်တော့မြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာ29ရက်နေ့ကနေအဲ့ဒီနောက်ဇန်နဝါရီလ10ရက်နေ့မှာမကြီးစင်ရွာကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။မကြီးစင်ရွာကိုတိုက်ခိုက်ပြီးတဲ့နောက်မှာတော့ဇန်နဝါရီလ16ရက်နေ့မှာပဲဘောမီကန်းကြီးအထိလာရောက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ် အချင်းရခိုင်ပြည်နယ်တောင်ပိုင်းမှာရှိနေတဲ့ရခိုင်လူမျိုးရေးအစွမ်းရောက်ဒေသခံအစွမ်းရောက်တွေကရခိုင်လက်နက်ကန်သဘောအေအေကိုခေါ်သွင်းလာခဲ့တဲ့အတွက်ဗောမိကြေးရွာကြီးဘလိုမျိုးအတိတ်ဒုက္ခရောက်ခဲ့တယ်လဲဆိုတာကိုလည်းအလုံးမြင်တွေ့ကြရပြီဖြစ်ပါလိမ့်မယ်။တကယ်တော့ရခိုင်ပြည်နယ်မှာရခိုင်ပြည်နယ်မြောက်ပိုင်းဘင်္ဂလားနယ်စပ်အနီးမှာရှိနေတဲ့ရခိုင်မြောက်ပိုင်းဒေသကရခိုင်လူမျိုးတွေကလူမျိုးရေးအစွမ်းရောက်ကြပါတယ် ရခိုင်ပြည်နယ်တောင်ပိုင်းကတော့ ARD တိုင်းနဲ့လည်းနှီးဆက်နေတယ်။ပဲခူးတိုင်းနဲ့လည်းနှီးဆက်နေပြီးတော့ဒီနိုင်ငံရေးအရာပဲဖြစ်ဖြစ်ပထဝီအနေထားအရာပဲဖြစ်ဖြစ်ပညာရေးအရာပဲဖြစ်ဖြစ်လူနေမှုအဆင့်နဲ့အရာပဲဖြစ်ဖြစ်ဘောင်ဝင်တန်းဝင်နဲ့အဆင့်တန်းတစ်ခုရှိတယ်လို့ဆိုရမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ဘင်္ဂလားတွေနဲ့ဆက်ပြီးတော့ဒီလူမျိုးရေးအရာသွေးနှောလာတဲ့ရခိုင်အစွန်းရောက်တွေထွန်မြက်နိုင်လူမျိုးရခိုင်အစွန်းရောက်တွေအားလုံးကရခိုင်ပြည်နယ်မြောက်ပိုင်းကပဲတရီတီးပြီးတော့ပေါ်ပေါက်လာကြတာဖြစ်ပါတယ်။ ဆိုတော့ဆိုလိုရင်းကိုပြန်ဆက်ရရင်တော့ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေမှာရခိုင်အစွန်းရောက်ကစစ်ရေးအရာအနိုင်ရပြီးတဲ့နောက်စစ်ရေးအရာအောင်မြင်မှုတွေရရှိပြီးတဲ့နောက်စစ်ကြောလာခဲ့ပေမဲ့2025ခုနှစ်ဇန်နဝါရီလ16ရက်နေ့ကစပြီးတော့ဗောမီကန်းချင်းမှာစစ်ရှုံးသွားခဲ့တယ်။အဲ့ဒီနောက်မှာပဲမကြီးစင်မကြီးစင်ကနေဂွားမြို့ထိရခိုင်လက်နက်ကိုင်တပုံကစစ်ရေးကျုံးနေပြီးတော့ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီနောက်ဒီဂွားငတိုင်းချောင်းလန်းကိုထပ်မံစစ်ရေးပေါ်ဆောင်ခဲ့တယ်။ ပြောရမယ်ဆိုရင်တော့ရခိုင်လက်နက်ကင်သဘောအေကရခိုင်မီနယ်တစ်ခုလုံးဟုတ်တာမကဒီ ARR တိုင်းပဲခူးတိုင်းနဲ့ဒီစစ်ရေးပေါ်ဆောင်ခဲ့တာပါ။တပြိုင်နက်တည်းစစ်ရေးပေါ်ဆောင်ခဲ့ပေမဲ့စစ်ဦးကျိုးသွားခဲ့ပါတယ်။ ARR တိုင်းနဲ့ကိုစစ်ရေးပေါ်ဆောင်ခဲ့တဲ့အချိန်မှာလဲဘောမီကြီးရွာမှာစစ်ရေးရှုံးနိမ်သွားပြီးတဲ့နောက်ကိုတိုင်းထဲမှာဆိုရင်လဲကွာငတိုင်းချောင်းလန်းကိုရုံးမကြီးကိုကျော်ပြီးတော့ဒီငတိုင်းချောင်းအေရီးယားရေကြီးအေရီးယားတီကိုကျုံဝင်လာခဲ့ပါတယ်။အဲ့ဒီနောက်အမတာ344ကိုအချိန်ပေါင်းများစွာဝါရဖြန့်မှုတွေတည်င်းတို့တည်င်းမှားတွေနဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့ပေမဲ့ အခု ग्वा မြို့ကိုတင်ပိုက်ပြီးတဲ့လာပေါင်းရက်ပေါင်း330ကြော့အတွင်းအာမတာ344ကရခိုင်လက်နက်ကင်တပုံ AA နဲ့အရှိုးချင်းတွေ AR တိုင်းမှာရှိနေတဲ့ NUG PDF တွေပဲခူးတိုင်းရဲ့အနောက်ချမ်းမှာရှိနေတဲ့ပြူဟာ21ကအဖွဲတွေကိုတောက်လျှောက်ဆိုတော့လက်နက်ကြီးနဲ့ပြစ်ခတ်ရှင်းလင်းမှုတွေပြုလုပ်နေဆဲပဲဖြစ်ပါတယ်။တို့အခုဆိုရင်ရခိုင်လက်နက်ကိုင်တပုံ AA ရဲ့ဒီတောင်ဘက်အဖျားဆုံးမှာရှိနေတဲ့စစ်ရေးပေါ်ဆောင်နေတဲ့နေရာတွေကမှပထမဆုံးအနေနဲ့ AR တိုင်းကနေစပြီးတော့ကောင်တာပြောင်းဝင်လာပြီလို့ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ဒီမကြီးစင်ကနေတာပေါင်းကိုချိတ်ဆက်ထားတဲ့တော်တွင်လမ်းမကြီးစင်အဲ့ဒီကနေတစင်တော်လမ်းကိုဆက်လာမယ်ဆိုလို့ရှိရင်ကြာကောင်းကြာကောင်းကနေတာပေါင်းကိုလာတဲ့လမ်းရုံးမလမ်းကတော့အခုချိန်မှာသွားလာလို့အဆင်မပြေတော့ဖြစ်ပြီးတော့ရွှေတောင်ရံငွေတောင်ရံကနေဒီရှော့ပြရှော့ကကနေတဲဖြူရွာတာပေါင်းလမ်းပသိမ်မြစ်တစ်လျှောက်ကလမ်းကြီးတွေကတော့အဆင်ပြေနေသေးပါတယ် အခုပုံမှန်အားဖြင့်ဒီတိုက်ပွဲတွေဖြစ်ပေါ်နေတဲ့နေရာ AR တိုင်းနဲ့ရခိုင်ပြည်နယ်အဆက်ကနေရာတွေမှာတော့ပြီးခဲ့တဲ့နိုဝင်ဘာ20ရက်နေ့ကလေးကရခိုင်လက်နက်ကိုင်တပုံ AA စုဖွဲ့နေတဲ့နေရာတွေကိုတပ်မတော်ကကောင်တာပြန်ဝင်နေပြီးရှင်းလင်းဆောင်ရွက်နေပြီဖြစ်ပါတယ်။တပ်မတော်ရေကြီးရင်အုပ်စုတွေကလည်း ग्वा မြို့ရဲ့အနောက်ဘက်အနည်းဆက်ဆုံးနေရာတွေအထိမှနေရာယူပြီးတော့ပြစ်ခတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ग्वा မြို့ကိုရခိုင်လက်နက်ကိုင်တပုံ AA ကပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာ29ရက်နေ့မှာပဲခမရ962နဲ့ခမရ963ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့ ဂွားမြို့ကိုသိမ်းပိုက်ခဲ့ပါတယ်။ဂွားမြို့ကိုသိမ်းပိုက်ခဲ့ပြီးတဲ့နောက်ဒီစစ်ရေးဖော်ဆောင်မှုတွေပြုလုပ်ခဲ့ပေမဲ့လာပေါင်းရက်ပေါင်း300ကျော်အတွင်းအောင်မြင်မှုတွေမရရှိခဲ့ပေ။ AR တိုင်းကစစ်ဦးကပဲခူးတိုင်းကစစ်ဦးကိုကျူးသွားခဲ့တာဖြစ်ပါတယ်။ဆိုတော့ရခိုင်လက်နက်ကိုင်တပုံ AA ရဲ့စစ်ရေးဖော်ဆောင်မှုအခင်းချင်းကိုပြန်ကြည့်ရင်တော့တန်းတော်ရဲ့ပြန်လည်ထိုးစစ်ဆင်မှုကရခိုင်ပြည်နယ်တောင်ပိုင်းကစတင်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ကြာခင်လာအနေငယ်အတွင်းရခိုင်ကမ်းရိုးတန်းမှာရှိနေတဲ့ကွာကျင်းတလိတန်တွဲဒေသတွေကတိုက်ပွဲတွေပြင်းထန်လာနိုင်ပါတယ်။ ရခိုင်လက်နက်ကိုင်တပုံအီတင်းချုပ်ထားစဉ်ကာလအတွင်းအဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့ရခိုင်စစ်သွေးကြွတွေအားလုံးကလည်းအခုဆိုရင်ငန်းငန်းအပြက်ပြက်နဲ့ဖြစ်နေကြပြီဖြစ်ပြီးတော့ဒီတန်တွဲမြို့ကိုတန်တွဲမှာရှိနေတဲ့မောင်ရွှေလေးရေတဲ့စကန်တန်တွဲကန်းကျင်တဲ့တန်တွဲရဲ့မစင်းလေးစိတ်စားတဲ့နေရာတွေကိုအဓိကနေရာတွေကိုတိုက်ခိုက်သိမ်းပတ်ပြီးတော့အဖရခိုင်နိုင်ငံတော်ထူထောင်လို့ရမယ်လို့စိတ်ကူးယဉ်နေတဲ့ရခိုင်အစွန်းရောက်စစ်သွေးကြွတွေအားလုံးကအခုဆိုရင်တော့စစ်ဘေးရှောင်ဒုက္ခတွေအတွက်အလဲလဲကွယ်ကွယ်ဖြစ်နေရပါတယ် ရခိုင်လက်နက်ကင်တဘုံအေရဲ့ကောင်းမှုအကြောင်းပြုပြီးတော့ရခိုင်မြင်းနယ်တောင်ပိုင်းကစစ်တမ်းကိုခန်းစားလာခဲ့ရတာပါတကယ်တော့ရခိုင်လက်နက်ကင်တဘုံအေကရခိုင်မြင်းနယ်မြောက်ပိုင်းပလတ်ဝဒေသတွေကိုသာစုမှုထားဖို့တွေပြီးခဲ့တဲ့2024ခုနှစ်ကဝင်ရောက်ခဲ့တာဖြစ်ပါတယ်ရခိုင်မြင်းနယ်တောင်ပိုင်းဆိုတာကအေရပြီးကာလာတွေကအေရချင်းချင်းတည်တည်ငြိမ်ငြိမ်နဲ့ရှိခဲ့တဲ့ဒေသတွေဖြစ်ပါတယ်ဥနေဝင်းတို့ဖာစာပါလာလက်ထက်ဥနုတို့အစိုးရလက်ထက်တွေမှာရခိုင်မြင်းနယ်မြောက်ပိုင်းမှာသာမူချာဟစ်တွေကို တိုက်ခိုက်ရင်ဒီအစွန်ရောက်တွေရဲ့လက်နက်ကင်ဆွဲမှုတွေကိုတိုက်ခိုက်ဖြေရှင်းခဲ့ရတာကရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေဖြစ်ပါတယ်။ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေ၊ဂွအတန်တွဲတောင်ကုတ်ဒေသတွေဆိုတာကအင်မတန်အေးချမ်းခဲ့တဲ့ဒေသတွေပါ။ဒါပေမဲ့ရခိုင်လူမျိုးကြီးအစွန်ရောက်ထွန်းမြတ်နိုင်ရဲ့ YouTube ပေါ်တော်တော်ကြောင့်တော်စစ်ကူးရင်မှုတွေရဲ့နောက်သူ့ရဲ့အကျိုးစီးပွားတွေနဲ့သူ့ရဲ့အာဏာတည်ဆောက်ဖို့စီရင်ဖော်ဆောင်ခဲ့တဲ့အတွေ့တောင်ကုတ်၊ဂွအဲ့ဒီကနေဒီလမ်းကြောင်းတစ်လျှောက်လုံးမှာရှိနေတဲ့နေရာတွေအားလုံးကစစ်တမ်းခံစားနေရပါတယ်။ ။ဒါကြောင့်မလို့ဒီတန်တွဲမျိုးပတ်ဝန်းကျင်မှာလည်းစစ်ဘေးရှောင်9000နီးပါးကစားနဲ့ရိတ်ကလိုအပ်ချက်တွေမြင့်တက်နေတယ်။ဝင်းပြဲဝင်းရှောတွေနဲ့လက်ရှိဒီရာသီဥတုကြောင့်တည်ဆုံးမှုတွေလည်းမြင့်တက်လျက်ရှိပါတယ်။အဲ့ဒီအတွက်ရခိုင်လက်နက်ကင်တပုံအေအေရဲ့အဖရခိုင်နိုင်ငံတော်ထူထောင်ရေးခရီးစဉ်ကဘလောက်ထိခရီးရောက်နေသလဲဆိုတာကိုပြန်ကြည့်ရင်တော့လုံးဝအနှုတ်လက္ခဏာကိုပေါ်ဆောင်နေပြီဖြစ်ပါတယ်။ဒီလိုမျိုးရခိုင်လက်နက်ကင်တပုံအေအေရဲ့လက်နက်ကင်ဆွဲပြီးတော့ဒီ confederate ပုံစံဖရခိုင်နိုင်ငံတော်ထူထောင်လို့ရမယ်ဆိုတဲ့စိတ်ကူးယဉ်မှုတွေနဲ့စည်းရေးပေါ်ဆောင်နေပေမဲ့ ်အခုအချိန်မှာတော့တက်မတော်ကတံမြန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။ဒါကြောင့်မလို့အခုမကြီးစင်တဲ့ဘောမီဂျားမှာရှိနေတဲ့နေရာတွေမှာတိုက်ပွဲတွေဖြစ်ပေါ်နေတယ်။မကြီးစင်တဲ့တာပေါင်းရဲ့ဂျားမှာရှိနေတဲ့တာပေါင်းလေးဂျားကောင်းပတ်ဝန်းကျင်မှာတိုက်ပွဲတွေဖြစ်ပေါ်လျက်ရှိပါတယ်။မကြာခင်တက်မတော်ထိုးစစ်တွေကဒီကွာငတိုင်းချောင်းလန်းကိုလည်းပြန်လည်စုံမထားမဲ့အလားလာတွေရှိပါတယ်။ပြီးခဲ့တဲ့၃လဝင်းကျင်ကလေးကရခိုင်လက်နက်ကိုင်တပ်ပေါင်း AA ကပတင်မွန်ရွာလမ်းတစ်လျှောက်ကိုစုံမဖို့ဆောင်ရွက်နေတဲ့အချိန်တီရာကုန်းမြင့်နဲ့ဒီအမတာ344ကနေတံမြန်ထိုးစစ်ဆင်လာခဲ့တာဖြစ်တဲ့အတွက် ဂွားမြို့ကနေပြန်တိုင်းမယ်ဆိုရင်ဂွားပဲခူးတိုင်းအဆက်နေကြမှာရှိနေတဲ့ -20 နီးပါးအကွာဝတီတက်မတော်ကနေမြရှင်းနေဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ပသိမ်မော်ရွာလမ်းရဲ့အနောက်ဘက်ဥမာပေါ်မှာသာရခိုင်လက်နက်ကိုင်တပုံအေးအာဘေးထောက်ကန်လက်နက်တပ်ဆင်ပေးထားတဲ့အေးအရှူချင်းတွေကဒီရွာတွေမှာထင်းခုတ်ဝါးခုတ်ရင်းနဲ့ပဲဆက်လက်ဝင်ရောက်ခုအောင်နေတာအတွက်ဒီတိုက်ပွဲငယ်တွေကြိုးကြကြိုးကြဖြစ်တာကလွေးရင်တော့ရခိုင်လက်နက်ကိုင်တပုံအေးရဲ့စစ်ရေးအရာထိန်းချုပ်ထားတဲ့ဧရိယာကမရှိသလောက်ဖြစ်ပါတယ်။ ရခိုင်လက်နက်ကိုင်သဘောအရေးကလည်းတက်မတော်ကအချိန်မီးတံမြန်ထိုးစစ်ဆင်နိုင်နေဆိုတော့ကိုသိတဲ့အတွက် ARR တိုင်းထဲမှာရောဘကိုးတိုင်းထဲမှာရောအထက်ပိုင်းမှာဆိုမကွေးတိုင်းထဲမှာရောစီရီတွေပေါ်ဆောင်နေပြီးတော့ဘက်ဖာဇုန်တွေတိဆောက်ထားရပါဒါပေမဲ့လည်းလက်ရှိအချိန်မှာရခိုင်လက်နက်ကိုင်သဘောအေးအနေနဲ့ကြောက်ဖြူတိုက်ပွဲမှာလည်းအထူးကအကြဆုံးများနေတယ်စစ်တွေမှာလည်းတက်မတော်ကအမဲကျွေချွေးနေတာဖြစ်တဲ့အတွက်ရခိုင်လက်နက်ကိုင်သဘောအေးကတော့အမဲကျွေချွေးခံရလာတွေရဲ့နောက်ဆက်တွဲစစ်ပောင်ကျဲလာတာတွေရဲ့နောက်ဆက်တွဲ ထိန်းချုပ်ထားတဲ့ဒေတာမျိုးနဲ့၁၄မျိုးအပါအဝင်ပလောဝဒေတာတွေကိုလော်ဝကြီးအုပ်ဖို့တောင်ရက်တာတွေရဲ့နောက်ဆက်တွဲလူသားအရင်းအမြစ်ပျက်စီးဆုံးရှုံးမှုတွေရဲ့နောက်ဆက်တွဲထိန်းချုပ်ထားတဲ့နေရာတွေမှာစစ်ဦးကျိုးလာပြီးတဲ့နောက်တပ်မတော်ရဲ့တပ်မြင်ထိုးစစ်ဆင်မှုတွေအတွင်းသမားတွေရခိုင်အစွန်းရောက်စစ်သားတွေရခိုင်အစွန်းရောက်အကြမ်းဖက်သမားတွေမရှိတဲ့လောက်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်ဒီလိုအချိန်ကိုစောင့်ပြီးတော့ပဲတပ်မတော်ကတပ်မြင်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်ဆိုတော့တပ်မတော်ရဲ့တပ်မြင်ထိုးစစ်ကရခိုင်မြင်းနယ်တောင်ပိုင်းကပဲစတင်မလား တန်ရဲကပဲစတင်မလားကြောက်ဖြူကပဲစတင်မလားလို့အားလုံးစောင့်ကြည့်နေတဲ့အချိန်မှာပဲခေါင်းမြုပ်ကိုလက်လွတ်ပြေးရတဲ့နောက်329ရက်အတွင်းဒီမကြီးစင်ဘောမီဒေတာအကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့နေရာတွေကိုနေမရှိနေဆောင်ရွက်နေပြီဖြစ်ပါတယ်။တကယ်တော့ကြီးစင်နဲ့တာပေါင်းယူမလန်းဆိုတာကမိုင်40ကျော်အကွာဝေးတာရှိပါတယ်။ဂျားထဲမှာတာပေါင်းကနေထွက်လာမယ်ဆိုလို့ရင်ခမရ308ခမရ308နဲ့တာပေါင်းလေးရဲ့ဂျားမှာကတော့ရွာစင်မရှိတဲ့လောက်ဖြစ်ပါတယ်။ ပါပေါင်းလေးကနေဆက်သွားမယ်ဆိုလို့ရှိရင်တော့ဒီရခိုင်ပြည်နယ်အဆက်ကိုရောက်ရှိသွားမှာဖြစ်ပြီးကြားကောင်းကြားကောင်းကနေမကြီးစင်ကိုရောက်မှာဖြစ်ပါတယ်။ဒီမိုင်၄၀ကျော်လမ်းမိုက်မှာရခိုင်လက်နက်ကင်တပုံ AA နဲ့အပေါင်းပါတွေကအင်အားအနည်းငယ်သာရှိပါတယ်။၅ရောက်တစု10ရောက်တစုနဲ့ပဲဒီသွာလာနေတဲ့ဒေသတွင်းမှာသွာလာနေတဲ့ဒေသခံမိဘပြည်သူတွေကိုဆက်ကြီးကောက်နေတာတွေလွန်ကျော်ရေးအကြောင်းပြတင်းကျပ်နေတာကလွဲလို့ရှိရင်နေမည်ဆိုးမှုကြီးမရှိတော့ဖြစ်ပါတယ်။မကြီးစင်မှာလည်းရခိုင်လက်နက်ကင်တပုံ AA အဖွဲ့အနည်းငယ်သာရှိပါတယ်။ပြောရမယ်ဆိုလို့ရှိရင်မကြီးစင်နဲ့ ဒီ minus အကွာဘေးမှာရှိတဲ့ကွာမျိုးမှာတောင်းရခိုင်လက်နက်ကိုင်တပုံ A ရဲ့နေမည်စုံမှုမှုကအင်အားယာကနန်းသာရှိတယ်လို့ဒေသခံတွေစီကသိရပါတယ်ဆိုတော့တမ်းမတော်ရဲ့တံပြန်ထိုးဆက်ကွာမျိုးမျိုးသိန်းတိုက်ပွဲမှာခမရ962နဲ့ခမရ963အပါဝင်ထပ်မံအင်အားဖြည့်တင်ထားတဲ့တမ်းမတော်စစ်ကြောင်းတွေကိုနေမျိုးစုံနဲ့ဒီဂျုံဟိုတိုက်ခိုက်တာတွေဂျာဖြတ်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တဲ့အတွက်ထိခိုက်မှုတွေများခဲ့ပါတယ် ဆိုတော့ဂွားမြို့တင်းတိုက်ပွဲကိုပြန်လဲဆင်နွှဲမယ်ဆိုရင်လည်းဂွားမြို့ပတ်ချလဲမှာရှိနေတဲ့ရခိုင်လက်နက်ကိုင်တပုံ A အပေါင်းပါရီရဲ့စကန်းချနေရာတွေကိုတက်မတော်ရေကကျွတင်ပြင်းရှင်းရှင်းထားလို့ရပြီဖြစ်ပါတယ်။မကြခင်ရပိုင်းတွင်တက်မတော်ရေရင်အုပ်စုတွေရဲ့စီးရေလှူရှားမှုကိုမြင်တွေ့ဖို့အတွက်လည်းညှို့လင်းနေရရှိပါတယ်။တန်တွဲကျင်းတလိဂွားတလျှောက်ကရှိနေတဲ့တက်မတော်ရေရင်အုပ်စုတွေရဲ့နေရာချထားမှုအကြမ်းဖက်သမားတွေရဲ့စုဖွဲ့နေရာတွေနဲ့ တန်တဲနဲ့ကဒီကံယူတဲ့လမ်းကြောင်းတစ်လျှောက်မှာရှိနေတဲ့ LOC လမ်းကြောင်းကိုစူးမထားနိုင်မယ်ဆိုရင်တော့ရခိုင်လက်နက်ကင်တပုံအေးထင်းချုပ်ထားတဲ့နယ်မြေတွေကသုံးပုံတပုံကိုပြန်လဲစူးမထားနိုင်မယ်လို့ယူဆရပါတယ်။ကုန်းနဲ့တန်တဲလောက်ထိတော့တမရကစူးမထားနိုင်မယ်ဆိုရင်ရခိုင်လက်နက်ကင်တပုံအေးထင်းချုပ်ထားတဲ့နေရာတွေကတဖြည်းဖြည်းနဲ့ပေါင်းကျင်းလာမှာဖြစ်ပါတယ်။ ဒါကြောင့်မလို့လဲရခိုင်လက်နက်ကင်တပုံကောင်းဆောင်ထွန်းမြတ်နိုင်ကတက်မတော်ရဲ့တက်မြတ်ထိုးစစ်တွေကိုကြောက်လန့်နေတာဖြစ်တဲ့အတွက်ဝင်လာနိုင်တဲ့လမ်းတွေအလုံးမှာဘက်ဖာဇုံတွေထားခဲ့တာပဲဒါပေမဲ့ဒီလိုဘက်ဖာဇုံတွေတွေကမှနောက်ထပ်အကြောက်အလန့်နဲ့ဒီဂျားခန်အနေနဲ့ထားနေတာကတော့ပလောက်ဝမတူပြီးလမ်းပိုင်းကချင်းပဒက်တွေကိုဂျားခန်အနေနဲ့အသုံးပြုတစ်ခါသုံးအနေနဲ့အသုံးပြုကိုလက်နက်တက်ဆင်ပေးတော်ရည်လည်းပြုလုပ်ရရှိပါတယ်ဘလိုပဲဖြစ်ဖြစ်ရခိုင်လက်နက်ကင်တပုံအီထင်းချုပ်ထားတဲ့မြို့နယ်၁၄မြို့နယ်က တသက်လုံးသူတို့အပိုင်စားရမယ်လို့မျှော်လင့်နေပေမဲ့အဖရခိုင်နိုင်ငံတော်ထူထောင်ခွင့်ရမယ်လို့စိတ်ကူးရှင်နေပေမဲ့ချိန်မီပြန်လည်လက်လွတ်ရမယ်ဆိုတဲ့အငံကြီးအသည့်နိုင်ငံရေးသတိကိုတက်မတော်ကခေါလောင်ခောက်ပေးလိုက်တာပဲဖြစ်ပါတယ်အဖရခိုင်နိုင်ငံတော်ထူထောင်မှုအတွက်လက်နက်ကင်လမ်းစဉ်နဲ့အပြေရှာမယ်ဆိုတဲ့ထွန်းမြတ်နိုင်ရဲ့စိတ်ကူးရှင်မှုဆွစ်ဇာလန်မှာရောက်ရှိနေတဲ့နှင်းစာဖြူနဲ့သားသမီးတွေရဲ့အနာဂတ်အတွက်ထွန်းမြတ်နိုင်ဘလောက်ကြီးတီမျှော်လင့်ထားသလဲနှင်းစာဖြူအပါအဝင်ပြည်ပြဘဝကိုရောက်နေတဲ့ထွန်းမြတ်နိုင်ရဲ့မျိုးဆက်တစ်တွေ ရခိုင်ပြည်နယ်ကိုပြန်လည်ခြေချခွင့်ရနိုင်သလားဆိုရင်တော့အခုလိုမျိုးမြို့နယ်၁၄မြို့နယ်ကိုထိန်းချုပ်ထားတာဆွစ်ဇာလန်ကနေရခိုင်ပြည်နယ်ကိုလာရောက်ခြေချနိုင်ခြင်းမရှိတာကိုကြည့်ရင်ထွန်မြက်နိုင်ရဲ့အဖရခိုင်နိုင်ငံတော်ထူတော်မေဆိုတဲ့စိတ်ကူးရင်မှုဘလောက်အောင်မြင်တယ်လဲဆိုတဲ့ညွှန်းကိန်းတွေကိုကြည့်ရုံနဲ့သိနိုင်မှာဖြစ်ပါတယ်။အဲ့နိုင်ကိုယ်တိုင်တော်မှကြောက်တော်မင်းပြတကြောမှတောင်ပြေးလိုက်မြောက်ပြေးလိုက် တနေရာကိုတပြက်ပြောင်းပြီးတော့နေနေရတဲ့အခြေအနေမျိုးမှာနှင်းစာဖြူနဲ့ထွန်းမြက်နိုင်မိသားစုထွန်းမြက်နိုင်ရဲ့မျိုးဆက်တွေရခိုင်ပြည်နယ်ကိုလာရောက်ပြီးတော့မင်းလောင်းအနေနဲ့အောင်ပွဲခံလို့မရဘူးဆိုတဲ့အခြေအနေကိုလည်းအခုအချိန်မှာမျက်ဝါးထင်ထင်မြင်တွေ့လာရပြီဖြစ်ပါတယ်။ဆိုတော့ဒီဆိုလိုရင်းကိုပြန်ဆက်ရရင်တော့ရခိုင်လက်နက်ကင်တပုံစစ်ပောင်ချဲ့ပြီးတော့တင်ပိုက်ထားတဲ့ရခိုင်ပြည်နယ်တောင်ပိုင်းကနေစပြီးတပ်မတော်ကတပ်မြက်ထိုးစစ်ဆင်နေပြီဖြစ်ပါတယ်။ဒီမြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေခြေလင်းတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေတာမက ပင်လယ်ရေပြင်မှာရှိနေတဲ့တမရိုရေရေရင်အုပ်စုတွေကလည်းအကြမ်းဖက်သမားတွေရဲ့စုဖွဲ့နေရာတွေကိုပြီးခဲ့တဲ့လအနည်းငယ်တွေကကြိုတင်ကင်းထောက်ထားပြီးဖြစ်တယ်လို့ယူဆရတဲ့အတွက်မကြခင်ရက်ပိုင်းအတွင်းကွာငတိုင်းချောင်းတကြောကွာမကြီးစင်တကြောမှာတိုက်ပွဲတွေပြင်းထန်ပြီးတော့ရခိုင်လက်နက်ကိုင်သဘောအေအေနဲ့အပေါင်းပါတွေကိုအမဲချွေချွေသွားနိုင်မယ်လို့လည်းမျှော်လင့်ရပါတယ်။အခါတော့ဒီရခိုင်ပြည်နယ်တောင်ပိုင်းရက်ပေါင်း329ရက်အတွင်းပထမဆုံးအနေနဲ့တိုက်ပွဲတွေဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်အခုဆိုတော့ရက်ပေါင်း330ကြာမြင့်သွားပြီဖြစ်ပါတယ်။ မကြီးစင်ပေါ်မိလမ်းပိုင်းမကြီးစင်တာပေါင်းလမ်းပိုင်းမှာတိုက်ပွဲတွေဖြစ်ပေါ်နေတာ9ရက်နီးပါးကြာမြင့်သွားပြီဖြစ်ပြီးရခိုင်လက်နက်ကန်သဘုံအေအေနဲ့အပေါင်းပါတွေကတော့အင်အားအနည်းငယ်သာရှိတဲ့အတွက်စုတ်ပွားနေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်ပေါ်မိကမ်းခြေကိုပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီ16ရက်နေ့ကခြေချပြီးစစ်ဦးကျူစစ်ရှုံစုတ်ပွားထွက်ပြေးသွားရဲ့အဖွဲတွေကမကြီးစင်မှာစကန်ချနေပေမဲ့လည်းဒီကြီးလန့်စာသားဘဝနဲ့တမရိုရေရဲ့ပြစ်ခတ်မှုတွေကိုကြောက်လန့်စွာနဲ့နေ့စဉ်ဖြတ်တန်းနေရလည်းဖြစ်ပါတယ်ပင်လယ်ကမ်းခြေမှာရှိနေတဲ့တမရိုရေချင်းအုပ်စုတွေရဲ့ ီသွာလာမှုတွေရေချင်းအုပ်စုတွေကမိဘခေါင်းတိုင်တွေကနေမိဘတွေထွက်ပြီးတော့သွာလာရွေရှားမှုတွေကိုမြင်ယုံနေတဲ့ကြောက်လန့်နေကြတယ်လို့သိရပါတယ်ဒီလိုမျိုးကြောက်လန့်နေမှုတွေရဲ့နောက်ဆက်တွဲရခိုင်လက်နက်ကိုင်တပုံအေအေကိုအရှက်မဲ့စွာနဲ့အကြောက်လန့်တကြားဖြစ်နေမှုတွေကိုအားပေးထောက်ခံမှုပြုထားတဲ့အကြံဖက်အားပေးမီဒီယာတွေကနေတဆင့်တက်မလို့ရေရေရင်တွေပြစ်ခတ်ခံရတယ်မိရှုခံရတယ်ဆိုပြီးတော့တည်င်းတို့တည်င်းမားတွေအများနဲ့ဖော်ပြလေရှိပါတယ်ပြီးခဲ့တဲ့ရက်ကလည်းကျွန်းပတ်ဝန်းကျင်မှာတက်မလို့ရေရေရင်အုပ်စုတစည်း တက်မရေရေရေရင်တင်မီးလောင်နေဆိုပြီးတော့တင်မာတွေဖြန့်ဝေခဲ့ပါတယ်အဲ့တော့ပင်လေရေပြင်မှာသွာလာနေတဲ့ရေရင်အုပ်စုကြီးတွေရဲ့ဆက်စွမ်းအင်တွေမြင်းကောင်ရေတွေကအကောင်းကြီးအများကြီးရှိပါတယ်ပုံမှန်ရခိုင်သဘုံတွေငါဖမ်းနေတဲ့တန်မှန်တွေလိုငပိငချောက်လို့ခုတွေငါဖမ်းထွက်နေတဲ့တင်မောတွေတောင်မှဆက်မောင်းရင်မီးကိုထွက်ပါတယ်ဒါပေမဲ့ပင်လေပြင်မှာသွာလာနေတဲ့စစ်ရေရင်ကြီးတွေမီးကိုထွက်ရင်ပဲမီးလောင်သလိုတိုက်ခိုက်ခံရသလိုနစ်မြုပ်သွားသလိုဝါဒတွေဖြန့်နေပေမဲ့ သူတို့ဝါရဖြန့်နေတဲ့ရေရင်ကြီးတွေကပဲကွာအဲ့ဒီကနေတန်တွဲတောင်ကုန်းလောက်ထိကိုပြန်လည်ပြီးတော့လာရောက်တိုက်ခိုက်တော့မှာဖြစ်တယ်ဆိုတော့အเจ้าညာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်း